မြန်မာကော်ဖီဟာအရေးသွေးကောင်းပြီးကမ္ဘာစည်းကွက်ကိုပုံမထိုးပေါက်နိုင်ဖို့ကော်ဖီအထူးကတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်လာစေရန်နဲ့ပြည်ပသင်္ကောအစားထိုးနိုင်ရန်အတွက်ရည်ရွယ်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက်ဆောင်ရွက်လျက်ရှိပါသည်။လက်ရှိစိုက်ပျိုးရေးဦးစီးဌာနမှကော်ဖီပြိုးပင်နဲ့ကော်ဖီမျိုးစေ့များကိုဖြန့်ဝေပေးလျက်ရှိရမှာ2025-2026ပန်းနာနှစ်မှာ920ကီလိုရှိပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်၁၁ခုမှာ2024-2025ခုနှစ်အတွင်း င် coffee sa a က6403အေကရှိပြီး2025-2026ခုနှစ်မှာတိုးချဲ့စိုက်ပျိုးရန်ယာထားအေက16669အေကမှာ4232အေကတိုးချဲ့စိုက်ပျိုးပြည်စည်းပြီးဖြစ်ကြောင်းစိုက်ပျိုးရေးဦးစီးဌာန coffee ရာသီတည်နှံဌာနကွဲမှလက်ထောက်ညွှန်ကြားရေးမှူးဦးစောဝင်းအောင်ကအခုလိုပြောပါတယ် ျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီ coffee အုပ်စု၄မျိုးလုံးဒါဆက်ရွေးဖြစ်ထွန်းมาတယ်ပေါ့နော်ဒီ Arabica Coffee တို့လို Robusta Evening Coffee ရဲ့နောက်ပြီးတော့ဟို Liberica ရဲ့ Espresso ရဲ့ဆိုပြီးတော့ coffee အုပ်စု၄မျိုးရှိတဲ့က၄မျိုးလုံးကဆက်ရွေးတော့ဖြစ်ထွန်းมาတယ်တိုးတော်လည်းပဲဒီမြန်မာနိုင်ငံမှာပေါ့အဓိကပြီးပွားဖြစ်ဆက်ရွေးနေတာပေါ့ဒီ Arabica Coffee ကိုဖိနေ Robusta Evening Coffee နှစ်ခုကိုဆက်ပြောတာဖြစ်ပါတယ်အဲဒါတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကနေပြီးတော့မှလာ coffee မျိုးစေ့ကိုမာယူပြီးတော့မှလာ coffee ပြိုးပင်ကိုမြို့လေးသားတွေမှာပြောဆောင်ခဲ့ကြပါတယ်သူကပြိုးပင်အနေနဲ့တည်နေဆိုလို့ရှိရင်သူတို့ကဒီကုန်ကျစရိတ်ပုံမှန် ုများပြားတာမို့လို့ဒါမျိုးစေ့ပဲမှာယူတာများပါတယ်။စက်ကြွေးဦးဌာနအနေနဲ့ကတော့ဘောနော်တိုင်းဒေသကြီးပြည်နယ်တွေကို2023ခုနှစ်မှာဒါနာရေးနေမှာကော်ဖီမျိုးစေ့ရတာ1180ကီလိုပေါ့နော်။2023 24မှာက1068ကီလို2024 25မှာ982ကီလိုနဲ့ဒါ2025 26မှာတော့ဒါ920ကီလိုဖြန့်ဖြူးပေးထားပြီးဖြစ်ပါတယ်။ကော်ဖီစက်ကြွေးမဲ့နေရာပေါ့နော်ဒါရေပြည်လာကောင်းမွန်ပြီးတော့မှဒါဒီဒီမိုးဝတ်တဲ့မြေဖြစ်ဖို့လိုအပ်ပါတယ်။ရှင်းသိမ်းမြေမဖြစ်ရဘူးပေါ့နော်အဓိကတော့ နောက်ပြီးတော့ဒီမြေသားစုအ내ပေါ့အ내ဆုံးက၄ပြည့်အထက်ရှိရမယ့်ညီကိုရွေးချယ်ပြီးဆိုက်ပြီးရောက်မှာဖြစ်ပါတယ်။ညီရဲ့ဒီချင်းကန်တက် pH ကတော့ဒီ9.5နဲ့6.5ရှိတဲ့ညီကိုတိုက်နေတတ်ပါတယ်။နောက်မှဒီပြည်လေရေမြင့်နေရင်မြင့်ပေ2500ရဲ့အထက်ပေါ့နော်အပူချိန်15ဒီဂရီစင်တီဂရိတ်ကနေပြီးတော့25ဒီဂရီစင်တီဂရိတ်ကြားဆိုထိုင်းစားပေါ့ RH က 90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းကြားတနည်းအတွင်းမိုးရေချိန်60လက်မနဲ့80လက်မကြားမှာရှိမယ်ဆိုလို့ရှိလို့ရှိရင်အာရီဘီကကုန်မြင့်ကော်ဖီကိုရွေးချယ်ထားပြရမှာဖြစ်ပါတယ်ပလယ်ရီမြန်နေပြည်ထက်အမြင့်ပေ2500ရဲ့အောက်ပေါ့နော် အပူချိန်20ဒီဂရီစင်တီဂရိတ်နဲ့30စင်တီဂရိတ်ကြားပေါ့ဆိုတိုင်းစား RH က80ဒဂိုင်တော့ကနေ90ဒဂိုင်တော့ကြားမိုးရင်ချိန်အနည်းနဲ့ဆိုလို့ရှိရင်တနည်းတွင်းမိုးရင်ချိန်60လက်မနဲ့လက်မတရားကြားရှိမယ်ဆိုလို့ရှိလို့ရှိရင်ဒိုဘတ်စတာညင်းနေကော်ဖီရွေးချယ်ဆိုင်ပြရမှာဖြစ်ပါတယ်ကော်ဖီမျိုးဖြန့်ဝေတာကတော့ဒီမီလီတာနဲ့ကန့်ညီတဲ့မျိုးများကိုဒါပြောတောင်းဆိုတဲ့ဟာကိုကျွန်တော်တို့ဖြန့်ဝေပေးပါတယ်နောက်ပြီးတော့ဒီ ကော်ဖီကိုအရင်နဲ့ဆိုက်ပြိုးရတာဖြစ်တဲ့အတွက်ကော်ဖီကိုအရင်နဲ့ဒီကိန်းနဲ့တွဲပြီးတဲ့ဆိုက်လို့ရသလိုကော်ဖီမဖက်မဆိုက်ပြိုးမီရိပ်ပင်ကိုလည်းနည်းနည်းသုံးလနဲ့ကြိုးတင်ဆိုက်ပြိုးရမှာလည်းဖြစ်ပါတယ်။တချို့ခြံများအနေနဲ့ဒီရိပ်ပင်လည်းဖြန့်ဖြူးပေးတာရှိပါတယ်။ဟုတ်ကဲ့ဒီတနိုင်ငံလုံးအနေနဲ့ကတော့ဒီတိုင်းဒေသကြီးနဲ့ပြည်နယ်15ခုမှာဆိုက်ပြိုးဧကက633226ဧကဆိုက်ပြိုးထားရှိပြီးတော့မှာအဓိကဧကက3293ဧကဆိုက်ပြိုးထားရှိပါတယ်။ အစစ်အပေါင်းအထက်တန်းကတော့9188တန်းဖြစ်ပါတယ်ခင်ဗျ coffee site ကြိုးထုတ်လုပ်မှုနည်းပညာနဲ့ပတ်သက်ပြီးတော့မှဒါ site ကြီးကြီးဌာန coffee ID ဒီညာဌာနကွဲမှာဆက်သွယ်ပြီးတော့မှဒါတိလို့လူများမြင်နိုင်ပါတယ်ဒီဌာနအနေနဲ့ကတော့ coffee သုတေသနနည်းပညာပြန်ပွားရေးဘူဌာနနဲ့ coffee နည်းပညာဖွံ့ဖြိုးရေးခြံညားမှာပေါ့နော် coffee site ကြိုးပြုစုမှုနည်းပညာများထုတ်လုပ်မှုသင်တန်းများနောက်ပြီးလို့ရှိရင်ပုံမောယောဂကာကွယ်နေနည်း ဒီပညာများနဲ့ဘာသာလုံးပညာပေးလုပ်ငန်းများတော့နေ့စဉ်နေ့တိုင်းပညာပေးဆောင်ရွက်လည်းရှိပါတယ်။ဟောဒီ coffee ပညာပေးလက်ဆက်စာအုပ်ဒီစာဆောင်များကိုလည်းဒါလိုအပ်ပါကဒါလိုအပ်လိုအပ်လို့ရှိရင်လည်းတောင်းယူလေ့လာနိုင်ပါလေဗျာနော်။ coffee team ကဆိုလို့ရှိရင်ဒါတခြားသီးနှံတွေလို music ချစိုက်ပြရတဲ့ team မဟုတ်ဘဲနဲ့ပေါ့နော်။ဒါ6လတစ်နှစ်လောက်ကိုဒါပြောထောင်ပြီးတော့မှဆက်ရတဲ့ team ဖြစ်တဲ့အတွက်ဒါစိုက်ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က music ပြုပြင်ပြီး protein စုဆောင်ရတာဖြစ်ပါတယ်။အခုခါကတော့ဒီ coffee တောင်းတဲ့ယဉ်ကျေးမှုကကမ္ဘာမှာမကဒါမြန်မာနိုင်ငံမှာလည်းထွန်းကားနေတဲ့အတွက် value အများတဲ့ ီးနှံဖြစ်လာတဲ့အတွက်ကြောင့်မို့ဟိုမိမိတို့ပိုင်တဲ့မြေပေါ်မှာကော်ဖီသီးနှံကိုထိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်မိသားစုငွေတိုးလာနိုင်တဲ့အတွက်အဲကော်ဖီသီးနှံကိုထိုက်တွန်းတင်ပါကြောင်းမတိုက်တွန်းပြကြလို့ပါလေဗျာ ဆိုင်ပြိုရေးဦးစီးဌာနအနေနဲ့ကော်ဖီတိုချေဆိုင်ပြိုနိုင်ရဲ့အတွက် ကော်ဖီမျိုးစင်းနဲ့ပြိုပင်များကိုဖြန့်ဝေပေးတာရှိသလိုကော်ဖီဆိုင်ပြိုထုတ်လုပ်မှုနည်းပညာများနဲ့ပတ်သက်တဲ့သင်တန်းများတောင်သူပညာပေးကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်းနဲ့ကော်ဖီဆိုင်ပြိုထုတ်လုပ်မှုလက္ခဏာစာဆောင်များဖြန့်ဝေဆောင်ရွက်ပြီးလည်းရှိပါသေးတယ်။ဒီသတင်းကိုသတင်းတောင်မတ်လိန်မြင့်ကဆက်သွယ်မိများထားတာဖြစ်ပါရဲ့ရှင်။